မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလူကတော့ဖခင်ကြီးဦးလာမြင့်အာရည်စု၍တမီးမတ်ခိုင်ဆွေမြင့်မှ39နှစ်ပြည့်မွေးနေ့အလူဖြစ်လူဒန်းပေးသွားတာဖြစ်ပါရဲ့ရှင်။ကြက်လေပင်ယုံဟင်းဖြင့်ထမင်းတနတ်စာနဲ့စေးစည်းအတွက်9000ကျပ်တို့ကိုလူဒန်းပေးသွားပါရဲ့ရှင်။တာရုတာရုတာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိစ္ဆာန်လေးများအပေါ်မှာကြီးစွာသော စေတနာထားပြီးလူရန်ပေးတဲ့အတွက် စေတနာရှင်မွေးနေ့ရှင်မခိုင်ဆွေမြင့်လည်းမွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်းကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေအန္တရာယ်ကင်းပေရှင်ပါစေရှင်စိတ်စေတနာမွန်မြတ်စွာဖြင့်လှူဒန်းရပါတော့အကျိုးကြောင့်ဘဝတလျှောက်လုံးဆရာကောင်းတမကောင်းသူတော်ကောင်းများမှလည်းဆောင်လျှောက်ကြပါစေကကြီးသုံးပါးပင် ရန်သူမျိုးငါးပါးဖင်းရန်တို့မှလည်းကင်းလို့ကြပါစေ လောကီလောကုတ်တရားနှစ်ဖြာသောကောင်းကျိုးများကိုပုံမူထမ်းရွက်နိုင်ပြီးတော့ပရာဟိတအလှူများစွာကိုလည်းစိတ်ရှိတိုင်းလှူဒါန်းနိုင်ကြပါစေ။ စီးပွားလလဘများရတနာဥစ္စာပစ္စည်းများလည်းပွင့်လန်းဝေစားကြပါစေ။ရရှိပြီးသောစီးစိမ်ဥစ္စာများသည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။ဘဝတလျှောက်လုံးကံကောင်းခြင်းများဖြင့်အောင်မြင်ပြည့်စုံပါစေ။ကောင်းခြင်းမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံပါစေလို့ကျမတို့ရွှေအောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။အခုဆိုရင်တော့ channel ကဂိလာနာအကြောင်းကလေးခွေးကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါရရှင်။လူတန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါရရှင်။